မင်္ဂလာပါခင်ဗျာရွှေညာမြေကကြိုဆိုပါတယ်ကျွန်တော်ရွှေညာမြေရဲ့စာရေးဆရာပေရင်ဆရာဆရာညင်းမြတ်မပြည့်ရဲ့တဏိတာကံမြင့်ရရာကံမြင့်ဟောစတန်များကိုနားထောင်မှတ်သားလှုပ်ဆောင်တဲ့အတွက်အကျိုးများစွာရရှိတယ်လို့ကြားသိရတဲ့အတွက်များစွာဝမ်းသာမိပါတယ်ခင်ဗျာကျွန်တော်ရွှေညာမြေပြည်သက်ကြီးအတွက်ဆရာကြီးရဲ့တဏိတာကံမြင့်ရရာများကိုစောလင်းစွာသိရှိနိုင်ဖို့ညပိုင်းကလေးကထုတ်လွှင့်တင်ဆက်ပေးနိုင်ရန် ရွှေညာမြေဖွဲ့သားများကပြင်ဆင်နေပြီဖြစ်ပါကြောင်းတရင်ကောင်းပါအပ်ပါတယ်ခမညာရွှေညာမြေပြည်သက်ကြီးတဏိတာပင်မန်းနွမ်းနေသည်မြတ်ကိုတခဏတာပန်းတော်ဖြည်ချင်းမှာဆရာကြီးရဲ့တဏိတာကံမြင့်ရရာများကိုမတနာဆင်ပြီးနေ့တင်မှာစိတ်တည်လူတည်ခွန်အားတည်တည်နဲ့လုပ်ငန်းဆောင်တာများအဆင်ပြေပြီးစီရင်ရတနာများ ူဝါပါစီကြောင်းစုမုံကောင်းတောင်းအပ်ပါတယ်ခင်ဗျာမင်္ဂလာပါဗျာဆရာကြီးမြန်မာပြည်ပါကျွေးညမေမိသားစုအကျိုးတူပါတယ်ဗျာဒီနေ့28ရက်5လ2025အင်္ဂါနေ့ဖြစ်ပါတယ်ဗျာဒါကြောင့်28ရက်5လ2025ရဲ့အင်္ဂါနေ့ရဲ့တနိဒာကဏ္ဍမှာမြောက်ကိုတင်ပြပေးသွားမှာဖြစ်ပါတယ် နော်ဒီဘက်ကတော့အိုးဝင်လောက်ကိုင်းနဲ့ပတ်သက်မှာအိမ်ကြီးအကောင်မိသားစုမိသားကောင်လုပ်ငန်းကောင်းတွေအိုးသိအိမ်သိလုပ်ငန်းသိတွေနဲ့တိဆောက်ပြီးတော့အစပြုတဲ့ကာလမျိုးတွေဖြစ်ပါတယ်အိုးဝင်လောက်ကမ်းများပွင့်လန်းတဲ့ကာလမျိုးဖြစ်ပါတယ်ဗျာဒါကြောင့်အိုးဝင်လောက်ကိုင်းနဲ့ပတ်သက်တဲ့အစီအမပြကြတဲ့ပုံကိုအားလုံးတို့ဒီစနေတော့နောက်တောင်တော့လက်လက်ပြီးလို့ရှိရင်မိမိတို့အိမ်မှာရှိတဲ့ထမင်းကျက်တဲ့ဓာန်အိုးလေးကိုကိုင်းပြီးတော့ထမင်းကျက်တဲ့အိုးလေးကိုကိုင်းပြီးမှဆွတ်တော့အတင်းအိုးလေးရဲ့အာကျွန်တော်လေးအဲဒီလောက်ကမ်းမကောင်းဘူးဗျာ သမီးကနိုင်ငံခြားသွားမှာမိမအိမ်ဆောက်ခြင်းနဲ့အသားလေးကလောက်ခေါ်သာမလားသီးလို့အဲ့ဒီကိစ္စတွေနဲ့ပတ်သက်ပြီးအိုးရင်လောက်ကိုင်းနဲ့ပတ်သက်တဲ့ပူပင်တော့ကတွေယုံနေရတယ်ဗျာအဲ့ဒီပူပင်တော့ကတွေနဲ့ပတ်သက်တဲ့ကိစ္စအမြန်ဆုံးငင်းညောင်းအတင်းထမင်းအိုးလေးကကုညီဆောင်ကြောက်ပါအတင်းတန်းအိုးလေးကကုညီဆောင်ကြောက်ပါဆိုတဲ့အကြောင်းလေးလေးစားစားနဲ့ရာဦးတောင်နောက်မဲ့တောင်လဲပြီးဇူတောင်ကြီးအဖြစ်တင်းတို့မိသားစုမှာပိတ်ဆိုးနေတဲ့အိုးရင်လောက်ကိုင်းများအမြန်ဆုံးပွင့်လန်းမှာဖြစ်ပါတယ်ဒါကြောင့် ဒီအင်္ဂါနေ့မှာဖြင့်အိုးရင်လောက်ကိုင်းမပြည့်စုံတဲ့ပုံကူများအလုံးလို့ဒီရာဟုတောင်အောင်မြောက်တောင်လဲပြီးတော့ထမင်းအိမ်မိမိတို့အိမ်မှာခြေတဲ့ထမင်းအိုးတန်းအိုးဟိုကိုင်းပြီးမှထမင်းချက်တော့အိုးကိုင်းပြီးမှသူတောင်းကြီးအဖြစ်သင်တို့မှာပိတ်စုံနေတဲ့ကိစ္စများအများဆုံးအိုးရင်လောက်ကိုင်းနဲ့ပတ်သက်တဲ့ကိစ္စများပွင့်လန်းမှာဖြစ်ပါလေဗျာမန်းနေငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စမှာငွေကြီးများမိမိတို့ရဲ့စုဆောင်ထားသောကိစ္စများရတဲ့ရိုက်ကြတော့အခွင့်လမ်းများအမျိုးရိုးအကူညီဆောင်ကြောက်ကြောက်ဒီပေါက်တို့လိုဝင်များ ဝင်ငွေများဝင်တတ်တဲ့ကာလမျိုးဖြစ်ပါလေဗျာဒါကြောင့်ခொနည်းသားသမီးအားလုံးတို့ဒီငွေကြီးနဲ့ပတ်သက်တဲ့အခက်အခဲဖြစ်ကြတဲ့ပုံကူများအားလုံးဗုဒ္ဓတောင်ရကိုလက်လက်ပြီးမှရေလေးတောက်ပြီးမှဆူတောင်းအတင်းရေးလေးရအကျွန်တော်လေးအရင်ငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စလေးကြီးအဆင်မပြေဘူးကျွန်တော်ပြီးစရာဘလောက်ရစရာဘလောက်ကျွန်တော်လူချင်တာဘလောက်ဒါကြောင့်ကျွန်တော်ပြီးရန်ရန်လူကျင်နာလေးတွေကိစ္စတွေနဲ့ပတ်သက်တဲ့မှာကျွန်တော်မှာပိတ်ဆို့နေတယ်ပိတ်ဆို့နေတဲ့ငွေကြီးများအမြန်ဆုံးပွင့်လန်းအောင် အသင်ရေလေးကကူညီစောင့်ကြောက်တော်မူပါဆိုတဲ့အကြောင်းဗုဒ္ဓတောင်ရကိုလှည့်ပြီးမှရေလေးတောက်ပြီးဆူတောင်းမယ်ဆိုရင်တင်းတော့မှာပိတ်ဆိုနေတဲ့ငွေကြီးများပြန်ရရန်ငွေကြီးများလိုချင်တဲ့ဘက်တော်ငွေကြီးများနော်ဘွားဟောင်းဟာရတဲ့ရတဲ့အစုပြုံနဲ့ပတ်သက်တဲ့ငွေကြေးများထိပေါက်တယ်လို့ဝင်ရောက်လာမှာဖြစ်ပါတယ်။ဒါကြောင့်ငွေကြေးနဲ့ပတ်သက်တဲ့အခက်အခဲဖြစ်တဲ့ပုံကူများဒီနေ့မှာဖြစ်ရင်ဗုဒ္ဓတောင်ရကိုလက်ပြီးမှရေးလေးတောက်ပြီးဆူတောင်းမယ်ဆိုရင်တင်းတော့မှာပိတ်ဆိုနေရောထီကံများအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်။ငွေကြေးများ အမြန်ဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်ဗျာစိတ်ထဲမှာဒီချိန်မှာစိတ်နဲ့ပတ်သက်တဲ့စိတ်ကြမှာဒီငြိမ်းမှုမကြည့်ဘူးဟာဝါတတာပဲလောရမလားကန်ရမလားငွေကြီးကုန်မှာကြောက်လို့လားအလောက်ကန်ရှင်ပြပါလားသူတဲ့တန်နေရစိတ်တွေများတဲ့ကာလမျိုးတွေဖြစ်ပါတယ်ဒါကြောင့်ငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စတန်နေရစိတ်တွေနဲ့ပတ်သက်တဲ့များတတ်တဲ့ကာလမျိုးတွေဖြစ်နေတာဖြစ်တဲ့အတွက်တန်တရားစိတ်တွေရှိတဲ့ဆိုရင်တန်အိမ်မှာသုံးတဲ့တန်တန်ကျွန်းတန်ကျိုးတန်နဲ့ပတ်သက်တဲ့ပစ္စည်းကိုစနေတော့အနောက်တောင်တော့လှည့် ကိုင်းပြီးမှဆူတောင်းအသင်တန်းလေးရာကျွန်တော်လေးစိတ်တည်ညစ်နေတယ်ကျွန်တော်စိတ်ညစ်တာအကျွေးပြီးပေးစရာကြီးလို့ကျွန်တော်စိတ်ညစ်တာရောင်းဝယ်မကောင်းဘူးဗျာကျွန်တော်ကားလေးရောင်းညင်တယ်ဆိုင်ကလေးရောင်းညင်တယ်အာကျွန်တော်ရောင်းဝယ်တွေမတည့်ဘူးအာကျွန်တော်ကုမ္ပဏီမှာအကျွေးတွေပေးစရာရှိတယ်ကျွန်တော်အဲ့ဒါကြောင့်စိတ်တည်ညစ်နေတယ်အာသမီးလေးကလုံးမရဘူးချွေးမအိမ်ဆောက်ချင်တယ်အဲ့ဒီကိစ္စတွေနဲ့ပတ်သက်ပြီးကျွန်တော်အာဝန်နေနောက်နေတယ်ဗျာကျွန်တော်နောက်နေတဲ့အာဝန်နေအများဆုံးအဆင်ပြေအောင်အတင်းတန်လေးကကိုကြီးစောင့်ချောက်တော်မူပါဆိုတဲ့အကြောင်း နော်အလားစနေတော့နောက်တောင်းတော့လဲပြီးတော့ဆူတောင်းမယ်ဆိုရင်စိတ်သိင်းရဲ့စိတ်ချမ်းသာပျော်ရွှင်မှုများအမြန်ဆုံးရရှိခံစားမှဖြစ်ပါတယ်ဗျာအဲသူအသိအနေနဲ့စိတ်ချမ်းသာတဲ့စိတ်တည်ငြိမ်ခြင်းနဲ့စိတ်တည်ညစ်တာမပျော်ဘူးဆိုရင်တော့စနေတော့နောက်တောင်းတော့လဲအိမ်မှာရှိတော့တန်လေးကိုကမ်းပြီးဆူတောင်းမယ်ဆိုရင်သူစင်သင်စိတ်ညစ်နေတဲ့ကိစ္စတွေနဲ့ပတ်သက်တဲ့ကိစ္စများအမြန်ဆုံးပြေပါမှာဖြစ်ပါတယ်။ဒါကြောင့်တန်လေးကင်ပြီးတော့စနေတော့နောက်တောင်းတော့လဲပြီးတော့ဆူတောင်းခြင်းဖြင့် သင်ရဲ့စိတ်ချမ်းသာပျော်ရွှင်မှုများအများဆုံးရရှိခံစားမှာဖြစ်ပါတယ်ဗျာ။နော်အဲဒါကြောင့်သိညင်တဲ့ပုံကူများတဏီတော့နောက်တော့တော့လည်းဒီတန်လေးတာဂိုင်းပြီးစူးတောင်းလိုက်ပါဗျာ။ကိုနဲ့နီးနဲ့ဆက်သက်တဲ့တိလူယောက်ျားရွှေမင်္ဂလာတဲ့အပြောင်းရွှေအဲ့ဒီကိစ္စတွေနဲ့ပတ်သက်တဲ့မင်္ဂလာချီသောအတန်းများရွှေနဲ့ပတ်သက်တဲ့ကိစ္စများအောင်မြင်ကြောကြားသောအလှူများနဲ့ပတ်သက်တဲ့ကိစ္စကြုံတွေ့ရတဲ့ကာလမျိုးတွေဖြစ်ပါတယ်။ဒါကြောင့်တခုခုလူအချက်တွေရှိရင်ဗုဒ္ဓတောင်ရက်ကိုလှည့်လက်ထက်မှာဘာမှမကိုက်နဲ့ ဘာမှမကင်မဲနဲ့တခုခုလိုအပ်တဲ့ကိစ္စကိုဒီနေ့ပါပြဆူတောင်းသင်ဘာတွေလိုအပ်နေတာကိုလိုအပ်တဲ့ကိစ္စတွေဘုဒ္ဓတောင်ရကိုလက်ပြီးဘာမှမကင်မဲနဲ့ဆူတောင်းမယ်ဆိုရင်သင်တို့မှာပိတ်ဆုံးတဲ့အလူဒါနနဲ့ပတ်သက်တဲ့ကိစ္စလူယောက်ျားတွေနဲ့ပတ်သက်တဲ့ကိစ္စရွှေများပေါင်းနှံထားတဲ့ကိစ္စရွှေလိုချင်တဲ့ကိစ္စများအများဆုံးပွင့်လန်းမှာဖြစ်ပါတယ်ဗျာဒါကြောင့်မိမိလိုအပ်တဲ့ကိစ္စတွေကိုဘုဒ္ဓတောင်ရကိုလက်ဘာမှမကင်မဲနဲ့ဆူတောင်းမယ်ဆိုရင်တင်းတို့မှာပိတ်ဆိုးနေတဲ့ကံများအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ် ကိုနဲ့နီးနဲ့ဆက်တဲ့မင်းကိုရတ္တိတမုတ်တော်တခြားရမိယာနဲ့ပတ်သက်တဲ့ကိစ္စအပြောင်းကြီးရာထူးထူးနဲ့ပတ်သက်တဲ့ကိစ္စနောကြာသာပရိနဲ့ပတ်သက်မိ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 မှဘရူမိုချင်းပွင့်လန်းတဲ့ကာလမျိုးဖြစ်ပါတယ်မင်းနေနဲ့ပတ်သက်လို့ပွင့်နေပညာရေးနဲ့ပတ်သက်တဲ့ကျောင်းလေးနဲ့ပတ်သက်လို့ပွင့်နေအာမိယာရီနဲ့ပတ်သက်လို့ပွင့်နေအပြောင်းကြီးရာထူးထူးတွေနဲ့ပတ်သက်လို့ပွင့်နေမိမ္မာတွေအိမ်အောင်ပြုတဲ့မင်္ဂလာကိစ္စတွေနဲ့ပတ်သက်တဲ့ပွင့်တတ်တဲ့ကာလမျိုးတွေဖြစ်ပါတယ်ဒါကြောင့် မင်းနဲ့ပတ်သက်တဲ့မိန်းမနဲ့ပတ်သက်တဲ့အပြောင်းအရွှေ့ရာထူးတိုးနဲ့ပတ်သက်တဲ့ပညာရေးနဲ့ပတ်သက်တဲ့အဆင်ပြေခြင်းနဲ့ပုံကူအားလုံးတို့ဒီဗုဒ္ဓတောင်ရက်ကိုလက်တန်ကုနာ AI တဲ့တန်ကြုံလေးတန်ကြိုးလေးကိုကိုင်းပြီးတော့ဆူတောင်းမယ်ဆိုလို့ရှိရင်တော့ပညာရေးနဲ့ပတ်သက်တဲ့ကိစ္စတွေအသားလေးရအကြောင်းတွေတက်တော့မယ်အကြောင်းတွေတက်တဲ့ကိစ္စတွေအနောက်ကျအန္တရာယ်ကင်းပေးခြင်းနဲ့ဒီကြောင့်ဒီနဲ့မပြီးပါသေးအာသမီးလေးအပြောင်းအရွှေ့လုပ်ခြင်းနဲ့ဘယ်နေရဘယ်နေရအောင်ပြောင်းတာအဆင်ပြေပါသေးကျွေးမလေးကမြေဝခြင်းနဲ့မြေမြေလေးက အနောက်ကျရာဟန္တာမရှိဘဲနဲ့အဆင်ပြေပါသေး။ဟောကိုကြိုက်တာလေးတွေကိုလေးလေးစားစားမြေနဲ့ပတ်သက်တဲ့အပြောင်းချင်းနဲ့ပတ်သက်တဲ့မင်းနဲ့ပတ်သက်တဲ့ကိစ္စလေးတွေကိုဗုဒ္ဓတောင်ရက်ကိုလှည့်ပြီးတန်လေးကိုကမ်းပြီးဆူတောင်းမဲ့ဆိုရင်တင်းတော့မှာပိတ်ဆိုနေတဲ့မြေရနဲ့ပတ်သက်တဲ့ပြဿနာမင်းနဲ့ပတ်သက်တဲ့ပြဿနာအပြောင်းချင်းနဲ့ပတ်သက်တဲ့ပြဿနာပညာရေးနဲ့ပတ်သက်တဲ့ကိစ္စများအများဆုံးချောမှုန်မှာဖြစ်ပါတယ်ဗျာ။ဒါကြောင့် ပညာရေးနဲ့ပတ်သက်တဲ့မင်းနဲ့ပတ်သက်တဲ့အပြောင်းအလဲရာထူးတို့လိုချင်တဲ့ကိစ္စဗုဒ္ဓတောင်ရလက်တန်လေးကင်ပြီးဆူတောင်းခြင်းဖြင့်သင်တို့မှာပိတ်ဆို့နေသောကံများအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်။ကိုသွားခြင်းနဲ့ခီးကိုပြောခြင်းနဲ့စကားအမှန်သွားခြင်းတို့သွားခွင့်ပြောခြင်းတို့ပြောခွင့်မရှိပါဘူးဗျာ။အကြောင်းသွားခြင်းတို့သွားခွင့်ပြောခြင်းတို့ပြောခွင့်ရှိခြင်းနဲ့ပုံကိုအလုံးတို့သည်ဗုဒ္ဓတောင်ရကိုလည်းရေးလေးသားပြီးမှဆုတောင်းအတင်းရေးလေးကျွန်တော်ခီးရီသွားမယ်ဗျာအန္တရာယ်ကြီးညင်းတယ် သွားတဲ့လမ်းကြောင်းမှာဆင်ချောခြင်းနဲ့ကျွန်တော်ပြောတဲ့စကားတွေအောင်မြင်ကြားခြင်းနဲ့ကျွန်တော်ပိတ်ဆို့နေတဲ့ခီးစကားနဲ့ပတ်သက်တဲ့ကိစ္စတွေအများဆုံးပွင့်လန်းအောင်အတင်ရေးလေးကကုညီစောင့်ကြောက်တော်မူပါဆိုတဲ့ကြောင့်ဗုဒ္ဓတောင်ရကိုလှည့်ပြီးမှရေးလေးတောက်ပြီးဆူတောင်းမယ်ဆိုရင်တင်းတို့မှာပိတ်ဆို့နေတဲ့ကံများအများဆုံးပွင့်လန်းမှာဖြစ်ပါတယ်ဗျာဒါကြောင့်ခီးစကားနဲ့ပတ်သက်လို့ဒီချိန်မှာလိုအပ်တဲ့ပုံကူများဗုဒ္ဓတောင်ရကိုလည်းရေးလေးတောက်ပြီးမှဆူတောင်းမယ်ဆိုရင်အဆင်ပြေတယ်အဗုဒ္ဓတောင်ရကိုလည်းပြီးရေးလေးတောင်ရင်ငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စတွေအဆင်ပြေမယ် ဘာမှမပါဘဲနဲ့ဗုဒ္ဓတောင်ရကိုလှည့်ပြီးမှဆူတောင်းမယ်ဆိုရင်တင်းလို့မယ်အလိုဆန္ဒများအများဆုံးပြေဝါမှာဖြစ်ပါတယ်။ကိုယ်နဲ့နီးနေသတ်တဲ့အမျိုးအစုအဖွဲ့အုပ်စုတွေနဲ့ပတ်သက်တဲ့မှာရွာတွေဖော်ရင်ဒုဝကျော်မယ်ငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စမှာအစုလိုက်ပြုံးလိုက်လုံးလိုက်ခဲလိုက်ဒီဝင်ရောက်မှာဖြစ်ပါတယ်။ဒါကြောင့်ဒီပေါက်ခြင်းနဲ့ပုံသူများပြဿနာကင်းခြင်းနဲ့ပုံကူများအနောက်ကျကင်းခြင်းနဲ့ပုံကူများနော်ယောဘောလိုဒိုးဝကြောပြီးအလူတန်းလုတ်ခြင်းနဲ့ပုပ်ကိုအားလုံးတို့ဒီစီအင်္ကာတော့အရှိတောင်တောင်လက်ရေးလေးတောင်းပြီးမှဆူတောင်းအတင်းကြီးလေးရဲ့ ကျွန်တော်ဓီရီထိုးမယ်ဓီရီကန်သန်းနေဓီရီကန်နေပွင့်နေတယ်။အာကျွန်တော်တော့အယောအဖော်လို့ဒိုးအကျော်နေတယ်အမှုခင်းနေပြဿနာတွေဝေးကျင်နေရွှေတဲလဲငွေတဲလဲနဲ့လူနိုင်တန်းနေနေငွေကြီးဆုလိုက်ပြုံးလိုက်လုံးလိုက်ခဲ့ကြတယ်ဒီကိစ္စတွေနဲ့ပတ်သက်လို့အဆင်ပြေအောင်ကိုကြီးစောင့်ကြောက်တော်မူပါဆိုတဲ့အကြောင်းအင်္ကာတောင်းအရှိတောင်းတောင်းနဲ့ရေးလေးတောက်ပြီးမှသူတောင်းကြီးအပြင်တင်းတော့မှပိတ်ဆို့နေတော့ကံမြအများဆုံးပွင့်လမ်းမှာဖြစ်ပါတယ်ဗျာဒီနေ့29ရက်5လ2025 အင်္ဂါနေ့ဖြစ်ပါလေဗျာအင်္ဂါနေ့ရကံကောင်းသေးတဲ့ကဏ္ဍနေရာအောင်မလေးဒီမှာဆိုရင်အောင်မလေးဒီတို့မယ်ဆိုနောက်ရကိုလည်းရေလေးတောက်ပြီးမှဆူတော့အတင်းရေလေးရကျွန်တော်အောင်မလေးဒီကံလေးဒီစမ်းမယ်အစနဲ့ဒီလေးဒီပွင့်နေတယ်အစင်ပြေခြင်းနဲ့ဒါကြောင့်အများဆုံးပွင့်အောင်ကုညီဆောင်ကြတော်မူပါဆိုတဲ့အကြောင်းအနောက်ရက်ကိုလှည့်ရေးလေးတောက်ပြီးမှဆူတောင်းမယ်ဆိုရင်တင်းတို့မှာတိတ်နေတဲ့ဒီကံများအများဆုံးပွင့်လာမှာဖြစ်ပါတယ်ဒီနေ့တကယ်လို့ဒီကံလေးတွေစားမယ်ဆိုရင်နှလုံးသွေးလေးတွေစားမယ်ဆိုလို့ရှိရင်အဲကြောင့်အမိုက်၄၃ညတို့၄၉တို့ ငနော့အိုင်မှာအဲလိုပေါ့လေးသုံးကြလို့လေးကိုတို့အဲလေးသုံးကြလို့လေးကိုတို့ကိုးလေးဆိုတဲ့ကဏ္ဍလေးတွေကန်ဆတ်မယ်ဆိုလို့ကျင်းတင်းတော့မှပိတ်နေတဲ့ကန်လေးတွေပွင့်မယ်90ဆိုတဲ့ကန်လေးတွေပွင့်မယ်ဒါကြောင့်အမလီဒီယိုနောက်ရက်ကိုလှည့်ပြီးမှ40တို့90တို့အမ49ဆိုတဲ့အထီးကန်လေးတွေစမယ်ဆိုရင်ဒီကန်ထီးကန်များအများဆုံးပွင့်လမ်းမှာဖြစ်ပါတယ်ဒါကြောင့်ဒီနေ့29ရက်5လ2025အင်္ဂါနေ့မှာဖြင့်ထီးကန်လေးတွေစမယ်ဆိုရင်40တို့90တို့ လေးခုဆိုတဲ့ထီကန်လေးတွေစမ်းမယ်ဆိုရင်တင်းတို့မှာပိတ်ဆိုနေတဲ့ထီကန်များအမြန်ဆုံးပွင့်လာမည်ဖြစ်ပါကြောင်းလေးလေးစားစားနဲ့တင်ပြပေးလိုက်ပါရယ်ဗျာဒါကြောင့်29ရက်5လ2025အင်္ဂါနေ့ရတနေ့တာကံကြမ္မာများတနေ့တာကံကောင်းကနတ်များကိုတင်ပြပေးလိုက်ပါရယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျာရွှေညာမေမေသားစုရဲ့ဆရာကြီးမြန်မာပြည်ပါဗျာ